ုလသမဂ္ဂထွေထွေညီလာခံကြီးကရည်စရာအဖြစ်ပျက်ကလေးတွေအကြောင်းကိုပြောပြပါမယ်။ဒီကနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာကုလသမဂ္ဂအမှာပေါ့လေဒီမိန့်ခွန်းပြောဖို့အတွက်အစီအစဉ်ရှိနေပါတယ်။သမ္မတထရမ့်ဟာသူ့ရဲ့ထုံးစံအတိုင်းပခုံးနှစ်ဖက်ကိုဖြန့်ပြီးတော့ယုံကြည်မှုအပြည့်နဲ့ရောက်လာခဲ့ပါတယ်။ထပ်ပုံရိုက်ဖို့အစဉ်သင့်ပြင်ထားတဲ့သတင်းတောက်တွေနဲ့ကင်မရာသမားတွေကလည်းသူ့ကိုအနီးကပ်ခြံရံထားကြပါရယ်ရုတ်တံရိုက်ကူးမဲ့သူတွေကလည်းရုတ်တံရိုက်ကူးနေကြပါရယ်သမရထရမ့်နဲ့ဒ ီသမရကတော်ပေါ့လေအာမလနီယာထရမ်နဲ့အတူသူတို့ဟာဆိုလို့ရှိရင်လမ်းလျှောက်လာတာဖြစ်ပါတယ်သမရနဲ့သမရကတော်တို့ဒီဟိတ်နဲ့ဟန်နဲ့ပေါ့ဒီဆက်လီကားပေါ့ကိုခြေလန်းစနင်းလိုက်တဲ့အချိန်မှာပဲလီကားကရုတ်တရက်ရက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သမရကဟိုဟိုဒီဒီကြည်နေတော့မှာပဲသမရကတော်ကတော့လမ်းလျှောက်ပြီးတော့တက်သွားလိုက်ပါတယ်အင်ဖြူတော်ကတော့တစုံတယောက်ကအဲ့ဒီဆက်လီကားကိုတမင်တကာရက်တန်းလိုက်တာဆိုရင်တော့သူတို့ ို့ကိုအလုတ်ထုတ်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့ထုတ်ပြန်လိုက်ပါတယ်။နောက်ဖြစ်ပျက်တစ်ခုကတော့ ပြင်သစ်သမ္မတပေါ့လေပြင်သစ်သမ္မတဖြစ်တဲ့အီမနျူအယ်မက်ခရွန်ကြုံတွေ့ခဲ့ရတာပါဒါကလေသမ္မတထရမ့်နဲ့ပတ်သက်နေပါတယ်သမ္မတမက်ခရွန်ကအထွေထွေညီလာခံကြီးမှာပူးတွဲသဘာဝပတိလုပ်ဖို့အတွက်နယူးယောက်မှာရောက်နေတာဖြစ်ပါတယ်သူကပြင်သစ်တန်ယုံကိုသွားတဲ့လမ်းမှာရဲတွေကသူ့ကိုလမ်းပိတ်ထားခဲ့ပါတယ်အကြောင်းရင်းကတော့သမ္မတထရမ့်ရဲ့ရင်တန်းလာမှာမို့လို့ဖြစ်တယ်လို့ဆိုပါတယ်လမ်းပိတ်ထားတဲ့အချိန်မှာတော့သမ္မတမက်ခရွန်ကနယူးယောက်ကရဲအရာရှိတွေကို လမ်းဖွင့်ပေးဖို့အတွက်စကားပြောစုခဲ့ရတယ်လို့ဆိုပါတယ်။တန်ယုံကိုရောက်တဲ့အခါမှာတော့သူကအဲ့ဒီအကြောင်းသမရထရမ့်ကိုဖုန်းခေါ်ပြီးတော့ပြောပြခဲ့ပါတယ်။ဒီဖုန်းခေါ်မှုကတိုင်ကြားတာလားအပြစ်တင်တာလားဆိုတာကတော့သူတို့နှစ်ယောက်တည်းသိမယ်ထင်ပါတယ်။